2012ခုနှစ်မှာပထမဆုံးရေးမဲ့မြန်မာပြည်ကရေးတဲ့စာကိုကွယ်လွန်သွားတဲ့ Basler Pavel အကြောင်းရေးမယ်လို့ဆုံးဖြတ်လိုက်တဲ့အခါဘလို့ကောင်းစဉ်ပြင်ကောင်းမလဲလို့ကျွန်မစဉ်းစားကြည့်ပါတယ်။ကျွန်မအတွေ့အကြုံကချက်ချင်းပဲဘယ်ကိုရောက်သွားလဲဆိုတော့သူလက်မှတ်ထိုးရင်အမြဲတမ်းပါတဲ့အသေးနှလုံးပုံညီညီလေးကိုပါပဲ။ဒီလိုဆိုတော့ကျွန်မအနေနဲ့သူ့အကြောင်းရေးရင်အသေးနှလုံးသမရာကြီးဒါမှမဟုတ်နှလုံးသားကောင်းဆောင် နှလုံးသားနဲ့စန့်ကျင်ရေးတမဒါမှမဟုတ်ရင်နှလုံးသားပိုင်ရှင်ပညာရှိလို့ခေါင်းစဉ်တက်တယ်မလားနောက်ဆုံးတော့သူ့နာမည် Baslab Harbel ဆိုတာကစဉ်စားတီထွင်လို့ရမယ့်ခေါင်းစဉ်လှလာတွေထဲပိုပြီးထရောက်ပိုပြီးအတိတ်ပဲရှိမယ်လို့ကျွန်မဆုံးဖြတ်လိုက်ပါတယ်ကျွန်မပထမဆုံးအချိန်နေအိမ်အကျေချုပ်ချခံရတဲ့ပထမနှစ်1989ခုနှစ်အတွင်းမှာပဲ Baslab Harbel ဆိုတဲ့နာမည်နဲ့ကျွန်မစပြီးရင်းနှီးလာခဲ့ပါတယ် ကတိပါတော်လိုင်းရေလူမှုပြုပြင်ပြောင်းလဲရေချက်ကိုစလိုဗက်ကီးယားရေအထက်အစိုးရဆန့်ကျင်ရေးသမားကိုဒီမိုကရေစီနိုင်ငံသစ်ရေပထမဆုံးသမ္မတအဖြစ်ရအောင်ပို့လိုက်တဲ့ရွေးကောက်ပွဲဒါရီအားလုံးကိုကျမရဲ့အိတ်ဆောင်ရေဒီယိုလေးကတဆင်သိကြရတာဖြစ်ပြီးဟိုးအဝေးစီမှာရှိတဲ့တိုင်းပြည်တစ်ခုရဲ့နိုင်ငံရေးအပြောင်းလဲကရတဲ့ဝမ်းသာပီတိကိုသူတို့နဲ့အတူမျှဝေခံစားခဲ့ပါတယ် ဲ့ဒီတုန်းကတချိန်မှာဘတ်စလာပါဗယ်ဟာကျမနဲ့လူပုဂ္ဂိုလ်ချင်းရင်းနှီးလာလိမ့်မယ်လို့ထင်မှတ်ခဲ့မိပါဘူး။တခါမှတွေ့လည်းမတွေ့ဘူးဆက်သွယ်မှုလည်းမရှိသလောက်ဖြစ်ခဲ့တဲ့သူတယောက်ကိုရင်းနှီးတဲ့မိတ်ဆွေတယောက်အဖြစ်ပြောခြင်းဟာနည်းနည်းထူးဆန်းပါတယ်။သူရဲ့ထက်တန်တဲ့နှွေးထွေးတဲ့ကိုယ်နေမူရာနဲ့သူရဲ့ကဘာတလွားကဒီမိုကရေစီနဲ့လူ့အခွင့်အရေးလှုပ်ရှားမှုတွေပေါ်ထောက်ခံအားပေးမယ်ဆိုတဲ့အလုံးစုံသောတန်ိုင်းထံကြောင့် သူရဲ့ယဉ်နီမှုကိုတခက်ကိုရွေလို့ဖြစ်စေပြီးကျမတို့နှစ်ဦးကြားနှိစက်တဲ့နားလည်မှုတွေနဲ့ဆက်သွယ်နေကြရတယ်လို့ခံစားမိစေပါတယ်။သူက1990ခုနှစ်မှာကျမကို Nobel ဆုအတွက်အမိစရင်တင်တာလဲကျမတို့ရဲ့လှုပ်ရှားအောင်ကြွားမှုကြီးကိုနိုင်ငံတကာရဲ့အာရုံစိုက်မှုရရှိအောင်လုပ်ပေးနိုင်မယ်လို့သူယုံကြည်ခဲ့လို့ပဲဖြစ်ပါတယ်။တကယ်လို့သူ့နာမည်ကအဲ့ဒီနှစ်ဆွေရနိုင်တဲ့စရင်နဲ့သူကထဲ့ခွင့်ပေးခဲ့မယ်ဆိုရင် သူ့ကိုပဲယူခဲ့ကြမယ်လို့ကျမလုံးဝယုံကြည်ပါတယ်။သူကတကယ်လဲနိုဘယ်ငြိမ်းချမ်းရေးဆုကိုတန်ဖိုးထားပါတယ်။သူတန်ဖိုးမထားတဲ့အရာကိုဒီမိုကရေစီအရေးနဲ့လူ့အခွင့်အရေးအတွက်ပေးချင်မှာကိုမဟုတ်ပါဘူး။ဒါပေမဲ့ညတာဦးစားပေးစိတ်သူတို့လိုအပ်ချက်ကပိုပါတယ်ဆိုတဲ့စိတ်အတွေးနဲ့လှုပ်ခဲ့တာပါ။ကျမမိသားစု ကျမစီကို1992ခုနှစ်မှာလာလေခွင့်ရတော့ကျမခင်မောင်ကအာနာမဲ့သူတို့ရဲ့အင်အားဆိုတဲ့ ဘတ်စလက်မြေးတဲ့ဆောင်းအောက်ကိုရှူလာပါတယ်။အခုလေးတွေမဲခဏခဏဂိုင်းတွေထားတဲ့နွမ်းဖက်ဖက်ဆောင်းအောက်ကိုပြန်လှန်လို့ပြီးကျမလိုင်းတာထားတဲ့စာပိုက်အချို့ကို ပြန်ဖက်ကြည့်မိပါတယ်။အာနာမဲသူများဤအလားအလာကိုစမ်းစစ်ကြည့်တော့အခါထိုအာနာမဲသူများလှုပ်ရှားရသည့်အခြေအနေတွင်ရှိသည့်အာနာဤသဘာဝကို အရင်ဦးဆုံးစမ်းစစ်ရပါလိမ့်မည်။လူလက်ခွင့်ဟူသည်ခွဲခြားရရကောင်းသောအရာမဟုတ် ်မိတို့ပင်ဖန်တီးစွားနဲ့ဝေးကွာသည်သူများဖြစ်ပါစေဘဝအမြင်မိတို့ရှိသူများဖြစ်ပါစေအခြားလူများ၏လွတ်လပ်ခွင့်အတွက်မတ်မတ်မရက်ခဲလျင်မိမိ၏လွတ်လပ်ခွင့်ကိုအရှုံးပေးလိုက်ခြင်းပင်ဖြစ်သည်ပုံမကောင်းမွန်သည့်စနစ်တစ်ခုသည်ပုံမကောင်းမွန်သည့်ဘဝကိုအလိုလျောက်ဖန်တီးပေးမည်မဟုတ်ပြောင်းပြန်ပြောလျင်ပုံမှန်ပေလိမ့်မည်ပုံမကောင်းမွန်သည့်ဘဝကိုဖန်တီးမှသာလျှင်ပုံမကောင်းမွန်သည့်စနစ်များဖွံ့ဖြိုးလာလိမ့်မည် ရုပ်စင်းပုံရတဲ့စိတ်ကူးစိတ်တမ်းတွေဆိုပေမဲ့တူတူကြကြကြည်လင်တန့်စင်တဲ့စိတ်ထားနဲ့ပေါ်ကျူးလိုက်တဲ့အခါကြမှာပဲလူသားတွေရဲ့အခြေခံမျှော်မှန်းချက်တွေနဲ့ဟမ်မီလီယက်တာဖြစ်သွားပါတော့တယ်။ပညာဉာဏ်ကြီးမြင့်မှုနဲ့ရဲ့ရောတဲ့နှလုံးသားကိုအစားထိုးလို့မရပါဘူး။အဲ့ဒီဒုတိယအကြီးချင်းကြောင့်ပဲဘတ်စလက်ဖာဘလကိုကျမတန်းဖို့အထားရဆုံးဖြစ်ပါတယ်။ သူဟာသူကိုယ်တိုင်နိုင်ငံရဲ့အကြီးအကဲတယောက်ဖြစ်လာပြီးတဲ့အချိန်မှာတောင်သူနဲ့အဝေးကြီးမှရှိတဲ့သူ့လိုအစိုးရစံချိန်ရေးသမားတွေကိုမိမထားခဲ့တဲ့ရှားပါးတဲ့စံချိန်ရေးသမားတယောက်ဖြစ်ပါတယ်။သူနှလုံးသားကစင်နာရဲ့ရောရောမကတာမန်လူတွေနဲ့ဘယ်တော့မှဆိုနေရာတိုင်းမှာတသားတည်းရှိတယ်ဆိုတာကိုအယိုးဆုံးနည်းနဲ့လည်းပြသတယ်လို့နှစ်လိုပွဲ ပေါ်ပေါ်ပါပါရှိပါတယ်။သူရဲ့စာအုပ်နန်းတော်သူ့အသွာအပြန် to the castle and back မှာစာရေးပုံကကျွန်တော်ထွက်ပြေးခဲ့ပြီကျွန်တော်အမေရိကန်ကိုထွက်ပြေးခဲ့ပြီကျွန်တော်တို့မိသားတစုလုံးအဲ့ဒါကဒါစာရေးကျွန်တော်တို့ပေါက်ဆာခွေးနှကောင်ဖြစ်တဲ့ရှူးကန်းနဲ့တသမီမက်ဒလန်ကရေးအမေရိကန်ကိုနှစ်လထွက်ပြေးခဲ့ပြီ ပွင့်ဝင်လင်းလင်းအာရပါရနဲ့ထွက်ပြေးခဲ့တဲ့အကြောင်းရေးပုံနဲ့သူ့ရဲ့မိသားစုအတွင်ဆုံးမှာသူ့ခွေးတွေကိုနေရာပေးထားပုံတွေဟာကျမကိုမိုင်ပေါင်းများစွာနှစ်ပေါင်းများစွာကြာချားတဲ့နေရာမှာနှွေးထွေးတဲ့သူ့မိသားစုအတိုင်းဝန်လေးတွေကိုဆွဲထည့်လိုက်သလိုပါပဲဒီလောက်တာမန်အနေထားမှာဝေးသူတယောက်ဟာဘလို့လို့ပြီးတာမန်လူတို့ရဲ့လုပ်ပုံလုံးနည်းလေးတွေကိုဖွဲ့ဆိုနိုင်တာပါလေလွန်ခဲ့တဲ့တစ်နှစ်လောက်ကပတ်စလပ်နဲ့ကျမတစ်ခါဖုံးပြောပြကြပါဗျာ သူ့ကျမကြီးကတော်တော်လေးစိုးနေလေတော့သူ့အတန်ကလည်းအားနေနေပြီမဲ့လို့ကျမနေရင်အကျေကျုပ်ကလွတ်လာတာသူသိတ်ဝမ်းသာတဲ့အကြောင်းနဲ့ကျမတို့ရဲ့ဒီမိုကရေစီပန်းနိုင်ဝေးနေသေးတာအတွက်လည်းကျမတို့အားလုံးအတွက်သူစိုးရိမ်တဲ့အကြောင်းစူးစမ်းပြောရှာပါတယ်။သူဘဝရဲ့ဏိဂုံးလို့ဆိုရမယ့်နောက်ဆုံးဖြားနာနေချိန်မှာတောင် ကျမတို့ကိုမမေ့ခဲ့ပါဘူး။ ူကျမစီနောက်ဆုံးရေးလိုက်တဲ့စာကို သူ့မိတ်ဆွေရင်တအူးဖြစ်တဲ့မစ္စတာဆာဆာကာဝါယိုဟေးကသူဆုံးပြီးရက်အနေငယ်လောလောမှ ကျမလက်ထဲလာထည့်နိုင်ခဲ့ပါတယ်။ချစ်တဲ့တငယ်ချင်းလို့သူ့စာကိုစထားပါတယ်။လွန်ခဲ့တဲ့နှစ်တူအတွင်းမင်းစီစာတွေရေးပြီးသူ့စီစဉ်ခဲ့တဲ့နိုင်ငံတကာကွန်ဖရင့်တွေနဲ့အခြားပွဲမျိုးစုံကိုတက်ရောက်ဖို့ဖိတ်ကြားခဲ့ပါတယ်။မင်းတက်နိုင်တဲ့အခြေအနေဘယ်လိုမှမရှိဘူးဆိုတာကောင်းကောင်းသိခဲ့ပေမဲ့ မူအရာနဲ့မင်းအကြောင်းအမြဲပဲတွေးနေကြပြီးအမြဲပဲအားပေးနေရဆိုတာဒုစာတွေကို ဖောက်ဖတ်တဲ့အာနာပိုင်တွေသိစေခြင်းလို့ဒီလိုပဲဆက်ရင်းနေကြတာဖြစ်တယ်။ဖိနှိတ်ခံတွေရဲ့အရေးနဲ့ပတ်သက်ရင် သူကိုအမြဲတမ်းပိုင်နိုင်စွမ်းဆောင်စေတဲ့သူစိတ်ဓာတ်ကပကတိအတိုင်းပဲရှိနေခဲ့ပါတယ်။ကျမတို့ရဲ့ယုံကံလှုပ်ရှားမှုတွေအပေါ်သူ့ရဲ့အာယုံဝင်စားမှုကလည်းဆက်ပြီးအားကောင်းမြဲပါပဲ။ချစ်ရတဲ့တငယ်ချင်း င်းတို့နိုင်ငံကတိုးတက်မှုတွေကိုအင်မတန်ကိုတတိကြီးတဲ့အကောင်းမြင်စိတ်နဲ့စောင့်ကြည့်နေပါရနော်တကယ်လို့ကုညီနိုင်တာများရှိလို့ရှိရင်ဥပမာတို့ရဲ့ပြုပြင်ပြောင်းလဲတဲ့ကြားကာလအတွေ့အကြုံကိုမင်းကလည်းဇာနာရှိခဲ့ရင်တို့ဝမ်းမြဝမ်းသာဝေမျှခြင်းပါတယ်သူစာကိုတော့လက်တွေ့ကြကြနဲ့ရိုးရိုးပဲရေးထားပါတယ်ကျမအတွက်ကတော့ကျမတို့ရှေ့ကနေသူလျှောက်ခဲ့တဲ့လမ်းကိုဆက်လျှောက်နေရင်းနဲ့ ျမရဲ့မိတ်ဆွေမရှိတော့တဲ့အဖြစ်ကိုအမြဲတမ်းသိရှိခံစားနေမိမှာဖြစ်ပါတယ်။အောင်စန်းစုကြည်ဒီဆောင်မလေးကိုဂျပန်နိုင်ငံမိုင်းနီချီသတင်းစာမှာ2012ခုနှစ်ဇန်နဝါရီလ30ရက်နေ့မှာဂျပန်ဘာသာအင်္ဂလိပ်ဘာသာတွေနဲ့ဖော်ပြခဲ့တာဖြစ်ပါတယ်။အခုမြန်မာဘာသာပြန်ကိုတော့ပြည်သူခေတ်ကြားနဲ့အတွဲ3အမှတ်129မှာဖော်ပြခဲ့ဘူးတာလည်းဖြစ်ပါတယ်ရှင်။ နားဆင်ကြကြသူများရွှေလန်းအပန်းပြေကျမ်းမာကြပါစေရှင်ကျမကတော့ NJ ပါ